ချိန်ကစစ်တော်နိုင်ရေးအရာရှိဖြစ်ခဲ့တဲ့ဘမူကြီးဟောင်းလှမင်းအင်္ဂလိပ်ဘာသာနဲ့ရေးတဲ့ The Way I See It Myanmar and Its Evolving Global Role စာအုပ်ကို32ချိန်မြောက်ပြင်ဆင်ဖြည့်ဆွက်ပြီး2025မေလကုန်ကပြန်လည်ထုတ်ဝေတာကိုနိုင်ငံပိုင်သတင်းစာတွေမှာကြော်ညာအညွှန်းဖတ်လိုက်ရပါတယ်2014ကအင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ထုတ်ဝေခဲ့တဲ့စာအုပ်ပါ စာအုပ်ထဲမှာမြန်မာရဲ့ပထဝီအနေဒါလူမျိုးဘာသာ နိုင်ငံရေးစီးပွားရေးလူမှုရေးရိုဟင်ဂျာအရေးနဲ့နိုင်ငံလက်ရှိအခြေအနေတွေကိုရေးသားကနိုင်ငံတကာနဲ့ပတ်သက်ပြီးအထူးသဖြင့်အမေရိကန်နဲ့အင်္ဂလန်ကိုဝေဖန်ထားပါတယ်ဒီစာအုပ်ကိုဗိုလ်မှူးကြီးဟောင်းလှမင်းဟာထောက်လိုင်းရေးအရာရှိဘဝကစတင်ရေးသားထားတာပါ2004ခုနှစ်စစ်ထောက်လိုင်းရေးတွေကိုရှင်းလင်းရေးလုပ်တော့သူလဲထောင်ဒဏ်9နှစ်ချခံရပြီး 2017မှာပြန်လွတ်လာက2014မှာဒီစာအုပ်ထုတ်ဝေခဲ့ပါတယ်။အစိမ့်အစ်အရာရှိဟောင်းတွေဖြစ်ကြတဲ့ဥဆိုသိန်းဥရဲထော့ဥဝေလွင်မော်ဝင်းသာဥခင်ညော့ဘိုထွန်းကြီးတင့်ဆွေစတဲ့သူတွေရဲ့ဝါဒဖြန့်စာအုပ်တွေလည်းထွက်ဖူးပါတယ်။ဒီလူတွေအားလုံးယာဒူးတာဝယ်မတူကြပေမဲ့အမှန်တရားကိုဖုံးကွယ်ပြီးစစ်တပ်နဲ့စစ်အာဏာရှင်တွေဘက်ကရက်တီရေးသားထုတ်ဝေကြတာပါ။ တချို့ကတော့လူငားနဲ့ရေးသားထုတ်ဝေတယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာ1988လူတုအုံကြွမှုကိုဖြိုခွဲလို့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဗိုလ်ချုပ်ကြီးခင်ဗျဦးဆောင်တဲ့စစ်ထောက်လိုင်းရေးအဖွဲ့ဟာတပြေးပြေးဩဇာအာဏာကြီးမားကျယ်ပြန့်လာပါတယ်ပုံမှန်ထောက်လိုင်းရေးသတင်းတွေအပြင် နိုင်ငံရေးစီးပွားရေးလူမှုရေးနိုင်ငံတကာဆက်ဆံရေးစတာတွေအထိပါထိုးဖောက်လာပါတယ်ထောက်လန်းရေးအဖွဲ့ဟာနိုင်ငံရဲ့အနာနဲ့မျက်စိဖြစ်တယ်လို့ဥခင်ညွန့်ကိုတိုင်ပြောခဲ့တာပါအဲ့ဒီတော့ကနိုင်ငံတော်ညီဝက်ပြည်ပြမှုတည်ဆောက်ရေးအဖွဲ့နဝတနဲ့နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီနအဖစစ်အစိုးရတွေဟာစစ်ထောက်လန်းရေးကိုအားကိုးရတဲ့အခြေအနေဖြစ်ပါတယ်စစ်ထောက်လန်းရေးရဲ့အဓိကအလုပ်ကပြည်တွင်းရောပြည်ပကိုပါ လက်ရှိအုပ်ချုပ်သူစစ်ကောင်းဆောင်တွေရဲ့လုပ်ရဟာမှန်ကန်ကောင်းမွန်ကြောင်းဝါဒဖြန့်ရတဲ့လုပ်ငန်းဖြစ်ပါတယ်။ဒီလုပ်ငန်းဟာမြန်မာနိုင်ငံမှာလွတ်လပ်ရေးကြိုးပမ်းတဲ့ကာလဂျပန်ခေတ်ကတည်းက ရှိခဲ့တဲ့လုပ်ငန်းဖြစ်ပါတယ်။မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပြည်တွင်းစစ်ကာလကွန်မြူနစ်ဝါဒအားကောင်းချိန်မှာဝင်ကြီးချုပ်ဦးနုကိုတိုင် လူတို့အောင်တန်ဆိုတဲ့ပြဿက်ရေးပြီးဒီမိုကရေစီပြန်ပွားရေးအသင်းကထုတ်ဝေတဲ့ဗမာပြည်ကွန်မြူနစ်ပါတီစန့်ကျင်ရေးဝါဒဖြန့်ခဲ့ပါတယ်။ဒီပြဿက်ကိုအမေရိကန်အကူအညီနဲ့ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့လို့အမှုပညာသားမကဝါဒဖြန့်ချီရေးအတွက်ပါ အောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ။ဒါဟာအစိုးရရဲ့ပထမဆုံးဝါဒဖြန့်ချီရေးဖြစ်ပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာနိုင်ငံရေးနည်းနဲ့တမျိုး စီရင်းနည်းနဲ့တဖုံလှုပ်ဆောင်သလိုဝါဒဖြန့်ချီစာဆောင်တွေရီဒီယိုအတန်လွင့်ဇလန်းတွေကြောင့်လဲမမပီကွန်မြူနီပါတီဝင်တွေအစုလိုက်အပြုံလိုက်လက်နဲ့ချအောင်လုံနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာဝါဒဖြန့်ချီရေးကိုတမတော်ပြည်သူဆက်ဆံရေးနဲ့စိတ်ဓာတ်စစ်စင်ရေးဌာနကလှုပ်ဆောင်လာတာတွေ့ရပါတယ်။မြဝတီမဂ္ဂဇင်းကိုတည်ထောင်ပြီးဦးမေအောင်မင်းရှင်အောင်တင့်တဲခင်နင်းယူတန်းဆွေ ကြည်အေးတို့လူနာမကြီးစာရေးဆရာတွေရဲ့အမှုပညာအသားပေးဝါဒဖြန့်ချီရေးတွေ တွေ့လာရပါတယ်1962ဦးနေဝင် အာနာသိန်းတော့ထောက်လိုင်းရေးအာနာထက်လာပါတယ်ဦးနေဝင်ခေအစမှာအန်နယ်ဒီဦးလွင်မဟုတ်တဲ့နှကမ်းမွေးလွင်လို့သိကြတဲ့စစ်တောင်းလိုင်းရဲ့အကြီးအကဲဗိုလ်မှူးကြီးလွင်လက်ထက်မှာဗမာပြည်ကွန်မြူနတီပါတီဗဟိုကော်မတီဝင်တခင်တင်မြောက်ကိုရန်ကုန်မှာဖမ်းမိသွားလို့ မြမဆိုရှယ်လစ်လမ်းစဉ်ပါတီကိုထောက်ခံတဲ့သမိုင်းတစ်ခေတ်တစ်ခဲ့ပြီလို့စာအုပ်မျိုးရေးသားစေခဲ့ပြီးစစ်တပ်ဝါဒဖြန့်ချီရေးအကျိုးပြုတာမျိုးလည်းရှိပါတယ်တပ်မတော်ထောက်လန်းရေးမှုတဲ့ဘုံမူကြီးချစ်ခင်လက်ထက်မှာလဲအကိုယူမကဗမာပြည်ကွန်မြူနစ်ပါတီကိုအမြင့်ဖြုတ်ဖို့ဘဟုထောက်လန်းရေးတပ်ရေးကြီးအိုင်ကသူ့ဘုံမူကြီးတင်ဦးလို့ခေါ်တဲ့မျက်မှန်ကြီးကိုကွန်မြူနစ်ပါတီဝင်တော်ပြန်လက်နက်ချတွေနဲ့ပေါင်းပြီးဝါဒဖြန့်ချီလုပ်ငန်းအသစ်လုတ်ကင်စေးပါတယ် ဥပုံမူကြီးတင်ဦးဟာဥနေဝင်းရဲ့မဆလပါတီထိပ်ပိုက်နံပါတ်2နဲ့စစ်ဖက်ဆိုင်ရာအကြံပေးအထိဖြစ်ခဲ့ပါတယ်ကွန်မြူနီပါတီဘဟု အခြေစိုက်တဲ့ပကိုးယူမကိုအစွဲပြုပြီးမြရပင်စာပေထူထောင်လို့ဗိုလ်မှူးကြီးချစ်ခင်ဒုတိယဗိုလ်မှူးကြီးတင်ဦးလက်နက်ချရဲဘော်ဘတ်ကက်တို့ပူပေါင်းပြီးရဲဘော်အောင်ခိုင်ဆိုတဲ့နာမည်နဲ့ တော်တွင်အဖြစ်အပျက်တွေကိုဖော်ထုတ်ရေးသားပြီးထောက်လန်းရေးရဲ့စိတ်တက်စစ်စင်ရေးစတင်ခဲ့ပါတယ်။အရင်ကမြရပင်စာပေမှာလက်နက်ချရဲဘော်ဘာခက်တာရှိပေမဲ့နောက်ပိုင်းမှာဗဟိုကော်မတီဝင်ရဲဘော်မြပီကင်းပြန်ရဲဘော်တင်ရှိန်တို့ရောက်လာတော့မြခက်ရှိန်ဆိုပြီးသုံးပါတီညီညွတ်ရေးအမည်နဲ့အလံဖြူအလံဒီပြည်သူရဲဘော်တွေရဲ့နောက်ကျောင်းပြန်လှန်တယ်လို့ခရင်လက်နက်ချတွေနဲ့ပေါင်းပြီး မြဝကျွန်းပေါ်အကြောင်းရေးတဲ့ပြည်သူစစ်ဒုစစ်လိုစာအုပ်မျိုးဝင်းကြီးချုပ်ဟောင်းဦးနုနဲ့မွန်ကရင်လက်နက်ကင်တွေအကြောင်းကိုထောက်လန်းရင်းသတင်းတွေအခြေခံရေးတဲ့နောက်ဆုံး၃ပါတီဆိုတဲ့စာအုပ်ကိုလည်းထုတ်ဝေပါတယ်။မြရပင် စာပေတိုက်ကထုတ်ဝေတဲ့စာအုပ်တွေထဲမှာအထင်ရှားဆုံးတဲ့လူကြိုက်အများဆုံးကတော့အခင်တန်းထွန်းဤနောက်ဆုံးနေများစာအုပ်ဖြစ်ပြီးယနေ့အထိလူလူကြားမှာကွန်မြူနတီစီ၆လက်နေစေဖြစ်တယ်လို့ကွန်မြူနတီအတွက်လည်း အရေးမဲကြီးဖြစ်ခဲ့ရပါတယ်1985ဘကိုးယူမကနောက်ဆုံးလက်ကျန်ကွန်မြူနစ်ကြဆုံးချိန်မှာစင်အပေါင်းချစ်နောက်ဆုံးနှစ်စာအုပ်ကိုရဲဘော်ဘခရဲ့တပြေးဖြူစာပေကထုတ်ဝေပြီးမြတ်ခတ်ရှင်လို့သိကြတဲ့ရဲဘော်မြတ်ရဲဘော်ဘခပီကင်းပြန်ရဲဘော်တင်ရှင်တို့ဟာရန်ကုန်မြို့ကုန်းမြင့်တာမှာနေထိုင်ရင်းမြရာပင်ကိုပြည်ဖုံးကာချခဲ့ကြပါတယ်